ဘုံသဘောတူညီချက်၅ရဲ့အပြည့်ဝအကောင့်ထဲဖော်ဖို့နဲ့အမျိုးသားပြန်လည်တင်းမြဲရေးလမ်းကြောင်းရည်ရွယ်ကတက်ဆိုင်သူအလုံးကြားတွဲဆုံမှုတွေလှုပ်ဆောင်မှုအာဆီယံဒုကိုယ်စားလှယ်ရဲ့ကြိုးပမ်းမှုတွေကိုထောက်ခံမှုမြန်မာစစ်ကော်မရှင်ကိုအာဆီယံဖွဲ့ကတိုက်တွန်းမယ်လို့သိရပါတယ်။အဲလိုကြိုးပမ်းမှုတွေကိုအာဆီယံဖွဲ့ဝင်နိုင်ငံအလုံးကထောက်ခံခဲ့တယ်လို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟက်ဆန်ကပြောပါတယ်။ကြာသပတေးနေ့ကကုလသမဂ္ဂထွေထွေညီလာခံ အကျဉ်80မြောက်စီဝေးနဲ့တူကျင်းပတဲ့ကုလသမဂ္ဂမိတ်ဆွေများဖြန့်ဖြေးရေးဖွဲ့ဝင်းကြီးအဆင့်အစည်းအဝေးမှာသူကအခုလိုမှတ်ချက်ပြုခဲ့တာပါစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာဒီမိုကရေစီနီးကြရွေးကောက်ခံအစိုးရကိုဖျောက်ချပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာနိုင်ငံရေးနဲ့လူသားချင်းစာနာမှုအကျက်တဲဖြစ်ခဲ့တာပါ2021ခုနှစ်ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေဟာအရေးပေါ်အစည်းအဝေးတရက်ကျင်းပပြီး ဘုံသဘောတူညီချက်၅ရက်ချမှတ်ခဲ့ပါတယ်။အတိပ္ပယ်ရှိတဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့အပြစ်ခတ်ရစေးရေးဆောင်ထိန်းမှုအာဆီယံဖွဲ့ကကမ္ဘောဒီးယားထိုင်းတို့နဲ့ထိတွေ့ဆက်ဆံမှုဆက်လုပ်မယ်လို့သူကဆိုပါတယ်။တတိယမြောက်နေရင်တင်တင်မော်ဖူကျန်ဟာမကြမီတာဝန်ထမ်းဆောင်မှုတွေစတင်ဖို့မျှော်လင့်တယ်လို့တရုတ်နိုင်ငံကပြောပါတယ်။ဖူကျန်ဟာတင်မော်ဘော်ကမထွက်ခွာမီ လေရင်ကိုအရှိန်မြှင့်ပေးတဲ့အဲဆစ်တန်လိုက်စနစ်တက်ဆင်ထားတဲ့ တရုတ်နိုင်ငံရဲ့ပထမဆုံးသောလေရင်တင်သင်္ဘောဖြစ်ပါတယ်။လေရင်တင်သင်္ဘောစတင်တာဝန်ထမ်းဆောင်မှုမဝေးတော့ဘူးလို့တရုတ်ကာကွယ်ဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူចောင်းចောင်းကန်ကဂျန်တာဗရီနေသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။လေရင်တင်သင်္ဘောဖူးကျန်ရဲ့စံတမ်းမှုနဲ့လေ့ကျင့်မှုကိုစီမံချက်နဲ့ညီအောင်မြင်စွာဆောင်ရွက်နေတယ်လို့၎င်းကဆက်ပြောပါတယ်။တိုင်းလေရင်တွေရဲ့အတက်အဆင်းအောင်မြင်စွာပြုလုပ်မှုနဲ့ကြိုတင်သတိပေးစနစ်လေရင်ထိန်းချုပ်မှုတွေကို တရုတ်နိုင်ငံမှာရုတ်တံဌာနကဖော်ပြခဲ့ပါတယ်။အခြားလင်တင်သင်္ဘောတွေဖြစ်တဲ့လျောင်နှင်ရှန်တုံတို့နဲ့အတူဖူကျက်လင်တင်သင်္ဘောကိုအသုံးပြုပြီးစစ်စင်ရေးစွမ်းရည်မြင့်တင်ဖို့တရုတ်နိုင်ငံကရည်ရွယ်ပါတယ်။ထိုင်ဝမ်အင်းနီဂျင်တိုင်းပြည်တွေနဲ့အမေရိကန်နိုင်ငံတို့ကတရုတ်ရဲ့စီးအတီဆောက်မှုကြောင့်စိုးရိမ်မှုတွေပိုမိုကြီးမားလာနိုင်ပါတယ်။